မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 16ရက်နေ့မန္တလေးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့မှာ April 15ရက်နေ့ညနေ9:00နာရီကစတင်ပြီးတော့မိုးတဲထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့်ငလျင်တန်တင့်ထားတဲ့တုံးတက်တိုက်အဆောက်အဦတစ်ခုပြိုကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတုံးတက်တိုက်ဟာလမ်း80နဲ့81လမ်းကြား26လမ်းပေါ်မှာရှိတဲ့ပြင်းထန်တဲ့ငလျင်လောက်ခတ်ခဲ့ပြီးတဲ့နောက်တစ်ဖက်ကိုစောင်းနေတဲ့ Firestone ဖွင့်လှစ်ထားတဲ့အဆောက်အဦဖြစ်ကလူထိခိုက်ဒိဆုံးမှုတော့မရှိဘူးလို့မြို့ကန်များကပြောပါတယ်။ AP လ15ရက်နေ့ညနေပိုင်းမှာမန္တလေးမြို့အပြင်ငလျင်တန်းကိုပြင်းထန်စွာခံထားရတဲ့အမရပူရာဇကန်ဒရဦးအင်းဝဒေတာများမှာလည်းမိုးများတဲထန်စွာရွာသွန်းခဲ့တယ်လို့သိရပါတယ်။အမရပူရာမြို့မှာအဆောက်အဦအပြိုပြက်များကြားတဲ့ကအနေပိုင်းနေအိမ်များအတွင်းထဲကိုရေများဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လမ်းမများပေါ်တတ်တိုင်များကျိုးသစ်ပင်များလဲကျခဲ့ပြီးတော့လက်ရှိအချိန်ထိကိုလေတိုက်နှုံးတွေဟာရော့ကျသွားပြီဖြစ်တော့လဲ။ ်မိုးကတော့ကောင်းနေဆဲဖြစ်တယ်လို့ဒေသခံများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရင်းစကြုံမြို့အခြေဆိုင်ခလိုက်ရ15တိုင်ရင်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ23ရက်နေ့မနက်9:00နာရီခန့်အချိန်မှာရေစကြိုမျိုးခလိုက်ရ298တရင်းနဲ့ကအင်အား150ခန့်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကံတဲ့ကျေးရွာအရောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲနိုင်ဝက်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်သား၄ဦးသေဆုံးတာသေဆုံးသွားတဲ့စစ်သားများကင်ဆောင်တဲ့လက်နက်များကိုကောက်ယူရန်စ조사ခဲ့တော့လေအင်အားမမျှတဲ့အတွက်ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့သိရပါတယ်မနက်9:00နာရီလောက်မှာ298တထဲကနေပြီးတော့ထွက်လာတာ တိုက်ပွဲဖြစ်တာကမနက်10:00နာရီလောက်ပေါ့နာရီဝက်လောက်တော့ကြာခဲ့တယ်မီတာ100လောက်အကွာဝေးမှာပဲဖြစ်ခဲ့တာအင်းအားကများလို့ပြန်ပြီးတော့ဆုတ်ခွာခဲ့ရပါတယ်ကျွန်တော်တို့ ਨੇ တိုက်ပွဲဖြစ်ပြီးတော့မနေ့ကနောက်ထပ်တစ်ကြောင်အယောက်တရာလောက်ပြန်ပြီးတော့ထွက်လာတယ်မင်းညကတော့ပြန်ဆုတ်သွားပြီပြည်သူတွေကတော့စစ်ဆောင်နေကြရတာပေါ့လေရင်ကတော့တနေကုန်ပဲလာနေတာဟိုနေ့ကလည်းရေလဲကျုံးကိုဖုံးချဲသွားသေးတယ်သူတို့အပြစ်ခတ်ရက်စဲတဲ့ဘာညာရှောက်ပြောနေတာကိုကျွန်တော်တို့ကတော့လုံးဝကိုအယုံကြည်မရှိဘူးလို့ရေစကြိုပကဖတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဒါအပြင်အေပီလ14ရက်နေ့မနက်ပိုင်းကလည်း ရေစကြုံမြို့အခြေဆိုင်ခလိုက်ရ2 5ရှစ်တရင်ကအင်အားတရာခန့်နဲ့ကံတက်ကြေးရွာဘက်ကိုထပ်မံပြီးတော့ထွက်ခွာလာပြီးညာဘက်မှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ဒေသခံပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူကာကွယ်တပ်ဖွဲ့ရေစကြိုမြို့နယ်ပကဖနဲ့ပခုတ်ကူခရိုင်အမတ်ကိုတရင်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့ပေါ်မှာအရက်ဝယ်ဖို့ထွက်လာတဲ့စစ်သား၂ဦးကိုအနီးကပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၂ဦးစလုံးတေဆုံးသွားပြီးတော့တနက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဧပြီလ15ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှနထိုးကြီးမြို့ပေါ်မှာအရက်ဝဲဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သား2ဦးကိုနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတော်လိုင်းရဲဘော်2ဦးကပစ္စတိုနှစ်လက်နဲ့အနီးကပ်ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချက်မဲ့စစ်ကောင်စီတပ်သား2ဦးစလုံးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့ MA11 နှစ်လက်ကြီပေါက်3ခု 5.56G 85000တို့ကိုတိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အရက်ထွက်ဝဲတဲ့စစ်ခွင်း၎င်းကိုကျွန်တော်တို့ရဲဘော်2ဦးက ပစ္စတိုနဲ့အနီးကဝင်ပြစ်တာစစ်ခွေးနှစ်ကောင်လုံးတေးပြီးတော့တနက်နက်လက်တိတ်စီရရှိခဲ့ပါတယ်ရဲဘော်တွေကတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အကြမ်းတ်စစ်ကောင်စီတပ်ကအပြစ်ခတ်ရစဲရေးကြီးညာထားတော်လဲနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများနဲ့ဘာသာရေးအဆောက်အဦများကိုဥတည်ပြီးတော့လေရင်နဲ့တော်၎င်းစက်တပ်လေထီးများနဲ့တော်၎င်းဟာဝေဇာနဲ့တော်၎င်းနေတိုင်းလိုလိုပြစ်ခတ်ဘုံကျဲလျက်ရှိတဲ့အတွာပြည်သူများအနေနဲ့သတိပြုပြီးတော့နေထိုင်ကြရန်နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးပြောဆိုထားပါတယ် ်မြမနှစ်ကူတကြံကာလမှာပြည်သူများအလုံးဘေးအန္တရာယ်ကင်းဝေးပြီးတော့စိတ်ချမ်းသာစွာနေထိုင်နိုင်ကြပါစေကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်တနက်ပင်စင်းရွာကိုဘုံလာကျဲတဲ့စစ်တပ်လေးထီနှက်စည်းကိုပစ်ခတ်ခဲ့ပြီးတော့လေးထီမောင်းတဲ့စစ်ကောင်စီတပ်သားတအူဒဏ်ရာရသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ14ရက်နေ့မနက်9:00ခွဲအချိန်ကမှစိတ်ဖြူမြို့နယ်ကပ္ပဆာ22ကနေတက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေထီနှက်စီးဟာပေါင်းမြုံနဲ့တနက်ပင်စင်းရွာကိုလာရောက်ပြီးတော့ဘုံကျဲတိုက်ခတ်တဲ့အချိန်မှာပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်ခတ်တိုက်ခတ်မှုအတွင်းမှာလေထီမောင်းတဲ့သူအကြမ်းဖက်စစ်ခွေးတကောင်ပေါင်းမှကြီးစံထိမှန်ခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုပေါ့၊မြိုင်၊ကံမပကဖစုဖွဲ့မှုတက်နဲ့လက်နက်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဘုံဒီကျဲချတိုက်ခတ်မှုကြောင့်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာ တကြံကာလကိုအခွင့်ကောင်းယူပြီးတော့လူစုလူဝေးများကိုအကြောင်းမဲ့ဘုံကျဲခြင်းစက်တက်လေးထီးများနဲ့ဘုံတီကျဲချခြင်းလက်နက်ကြီးများနဲ့ရန်တံပစ်ခတ်ခြင်းများကိုပုံမိုပြီးတော့ပြုလုပ်နေတဲ့အတွက်ပြည်သူများအထူးဂရုပြုနေထိုင်ကြရန်မြိုင်ပကပကအတိပိနှိုးဆော်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဘကူတိုင်းမင်းလာမြို့နယ်မှာ PDF တရင်များကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကိုင်ပြူစော့ထီးလင်မယားကိုပြစ်ခတ်တိုက်ခတ်ရာတအုပ်တေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဧပြီလ23ရက်နေ့ည9:00နာရီခွဲကမှမင်းလာမြို့နယ်ဗန်ပွေးကုန်းကျေးရွာမှာနေထိုင်တဲ့လက်နက်ကိုင်ပူစောထီးထုံထုံဝင်းကိုတရားဝတိခရိုင်တရင်33ညနဲ့တက်ခွဲနှစ်ကတော်လိုင်းရဲဘော်များက၎င်းရဲ့နေအတွင်းကိုဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပူစောထီးထုံထုံဝင်းဟာနေအိမ်ရဲ့နောက်ဘက်ကနေပြီးတော့ခုံချထွက်ပြေးသွားပြီးတော့တော်လိုင်းရဲဘော်များကိုအကြမ်းဖက်စစ်တပ်ကထုတ်ပေးထားတဲ့တနက်နဲ့ပြန်လည်ပြစ်ခတ်ကာထွက်ပြေးသွားပြီး၎င်းရဲ့ဇနီးဖြစ်သူကလက်ပြဘုံးနဲ့ပြန်လည်တိုက်ခိုက်ရန်ပြုတ်လုတဲ့အချိန်မှာ တနက်နဲ့သုံးချက်ပြစ်ခတ်ခဲ့ရာနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါဗါတယ်တေဆုံးသွားတဲ့ပြူစောတိထွန်းထွန်းဝင်းရဲ့ဇနီးဖြစ်သူစာဥဟာပြူစောတိတင်နန်းစင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များရဲ့သတင်းအချက်အလက်များကိုအကြမ်းဖက်စစ်တပ်ထံကိုသတင်းပေးဖမ်းဆီးခိုင်းခြင်းဒါအပြင်စစ်တပ်ကိုမမှန်သတင်းတွေပေးပြီးတော့ပြည်သူများကိုမတရားဖမ်းဆီးခိုင်းခြင်းများကိုလှုပ်ဆောင်ခိုင်းနေသူဖြစ်တယ်လို့သိရပါဗါတယ်ပြူစောတိထွန်းထွန်းဝင်းကသူ့အိမ်ထဲကိုဝင်လာတဲ့ကျွန်တော်တို့ရဲဘော်တွေကိုလည်းမြင်ရောနောက်ဖေးဘက်ကနေပြီးတော့ထွက်ပြေးသွားတာအိမ်နောက်ဖေးရောက်တော့တစ်ပင်အခွဲကနေ စစ်ခွေးတွေသူ့ကိုပေးထားတဲ့တနတ်နဲ့ကျွန်တော်တို့ရဲဘော်တွေကိုပြန်ပစ်ပြီးတော့ထွက်ပြေးသွားပါတယ်ထွန်းတုံးဝင်းရဲ့မိမကလည်းကျွန်တော်တို့ရဲ့ရဲဘော်တွေကိုလက်ပစ်ဖုံးနဲ့တိုက်ခိုက်ဖို့အတွက်စနက်တံဖြုတ်ဖို့လုပ်နေတာကိုမြင်လို့တနတ်နဲ့ခေါင်းကိုတုံးချက်ပစ်ပြီးတော့ရှင်းလိုက်ပါတယ်အရင်ကသူတို့လင်မယားတွေကစစ်ခွေးတရင်ပေးလုံးလို့တခြား PDF တပ်ဖွဲ့တွေကသတိပေးဖမ်းဆီးပြီးတော့ပြန်လွတ်ပေးထားတာအခုနောက်ပိုင်းကျတော့တာမန်ပြည်သူတွေကိုပါမမှန်သတင်းတွေပေးပြီးတော့စစ်ခွေးတွေကိုဖမ်းဆီးခိုင်းတာတွေထပ်လုပ်လာတဲ့အပြင် PDF သတင်းတွေကိုစစ်ခွေးတွေစီကိုစုံစမ်းပြီးတော့ပို့ဆောင်လာလို့ စတ်ထားရင်အလုံးအတွက်ဒုက္ခရောက်မှာမို့လို့အရေးယူခဲ့ရတာပါလို့တာယောက်ရိခိုင်တရင်383ညနေ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဆက်လက်ပြီးတော့လည်းပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့ရဲ့အနီးနားမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်တာယောက်ရိခိုင်တရင်383ညနေ့ကအတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းအုတ်တွင်းမြို့နယ်ပေါင်းတန်းရွာကိုအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ15ရက်နေ့မွန်းလွယ်3နာရီကမှအုတ်တွင်းမြို့နယ်ပေါင်းတန်းရွာကိုအကြမ်းဖက်ဆက်တပ်ကဘာတိုက်ပွဲမှမရှိဘဲနဲ့ လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်အကြမ်းဆစ်တဲ့ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူနှစ်ဦးတေဆုံးကနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းပျက်စီးသွားတယ်လို့သိရပါဗါတယ်ပေါင်းတန်းရွာကိုစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲသွားတာနေအိမ်တစ်လုံးမကိုကြပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရတယ်ဘာတိုက်ပွဲမှာမရှိဘဲနဲ့ကိုလာကျဲသွားတာပါ၃နိုင်ဝင်းကျင်လောက်ကပေါ့အခုသိရတာကအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တေဆုံးသွားပြီလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမြင်းမှုမြို့နယ်မန္တလေးမုံရွာလမ်းပိုင်းမှာရှိတဲ့အလကောက်ပကျေးရွာကိုအချက်မဲ့ဆက်တကဝင်းရောက်စီးနေမိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဧပြီလ15ရက်နေ့မွန်းလွဲ7:35မိနစ်ခန့်မှာမြင်းမှုမြို့နယ်မန္တလေးမုံရွာလမ်းပိုင်းမှာရှိတဲ့အလကပကြေးရွာရဲ့အရှိတ်ဘက်ဒုံမြမာကျော်စီဆိုင်မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းစစ်ကောင်စီတပ်သားများနဲ့အလကပကြေးရွာအနောက်ဘက်မြောင်လန်းခွဲမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေပေါင်းပြီးတော့အလကပကြေးရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်ဆက်နှလုံးကိုအကြမ်းမဲ့တတ်တတ်မိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗျ။ ဧပြီလ23ရက်နေ့နေ့လယ်12:20မိနစ်ကလည်းမြင်းမှုမျိုးအထက်ကတက်မှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်းစည်းကားနှစီးနဲ့ထွက်လာပြီးတော့အလကပကြေးရွာတောင်ဘက်မှာခရီးတက်ထောက်နားနေတဲ့ PDF တပ်ဖွဲ့များကိုဝင်းရောက်ပစ်ခတ်တိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာ PDF ရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိက AK47 တနက်တလရဲဘော်များကင်ဆောင်တဲ့ဖုန်းလေးလုံးတို့ဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျ။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအနည်းနာမှရှိတဲ့ဖုန်းကြီးချောင်းကိုဝင်းရောက်စီးနှင်းပြီးတော့ ဖုံးကြီး15ပေါင်ပြည်သူ10ဦးတို့ကိုဖမ်းဆီးကောင်ပြည်သူပိုင်ဆိုင်ကယ်16စီးကိုလည်းယူဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီနေ့မနက်2နာရီခန့်ကလည်းတို့မြန်မာကျော်စီဆိုင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့မြောင်းလန်းခွဲကစစ်ကောင်စီတပ်သားများကအလကပကြေးပါတဲ့ကိုဝင်းရောက်စီးနေပြီးတော့လက်နက်ငယ်များလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ကပြည်သူပိုင်နေအိမ်တလုံးကိုလည်းအကြောင်းမဲ့တတ်တတ်မိရှို့ဖျက်ဆီးသွားပြီးတော့ပြည်သူ15ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကအပြစ်ခတ်ရက်ဆဲတယ်လို့လာပြောနေတာပါ။မြင်းမှုမြို့နယ်အတွင်းမှာပြည်သူတွေကိုဖမ်းဆီးတာ ပြည်သူပိုင်းနေအိမ်တွေကိုအကြောင်းမဲ့တက်တက်မိရှို့တာတွေဇက်တိုက်ကိုကျူးလွန်နေတာပဲတနေ့ထက်တနေ့သူတို့လှုပ်ဆောင်တာတွေကပို့ပို့ပြီးတော့မိုင်ရိုင်းဆိုးသွားလာပြီလို့ People's Night Defense Force မြင်းမူ PKDF MMU ကတာဝန်ရှိသူရဲဘော်ချမ်းအေးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးမဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ